င်းနဲ့အညီပြောင်းလဲမှုတွေနဲ့လေယာဉ်လုပ်ငန်းခွင်ကိုဥဆောင်နေတဲ့လေသမားတအူးအကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ သူကတော့စကိုင်းတိုင်းဒေသကြီးပလဲမြို့အနီးကအလဲဘုံဆိုတဲ့ရွာမှာနေထိုင်သူမတ်ချူချူတင်ဖြစ်ပါတယ်။သူဟာယူပဗေဒဘာသာရပ်ကိုဂုံနူးရဲဝင်ပြီးမဟာသိပ်ပံပွဲရရှိထားတဲ့အပြင်ကွန်ပျူတာသိပ်ပံပွဲကိုလည်းရရှိထားပါတယ်။ဒါပေမဲ့အခွင့်အလမ်းကောင်းတွေရှိနေတဲ့ IT လုပ်ငန်းတွေကိုကြောခိုင်းပြီးမီယိုဖလာလောက်ကင်ခဲ့တဲ့လေယာဉ်လုပ်ငန်းတွေကိုဥဆောင်လောက်ကင်နေဖို့ရွေးချယ်ခဲ့ပါတယ်။မတ်ချူချူတင်ဟာသူသင်ယူထားတဲ့ပညာရပ်တွေနဲ့မီယိုဖလာလေယာဉ်လုပ်ငန်းကိုဘလို့ဥဆောင်နေတယ်လဲဆိုတာအခုပဲကြည့်လိုက်ရအောင်ပါရှင်။ တောင်းသူလို့ရတာလေပညာရတာအားပါတယ်ဒီဟိုပညာသင်ထားတဲ့ဟိုဒီလိုမျိုးဟိုဟာတွေထက်ပေါ့နော်ပညာတွေထက်ကိုတောင်းသူကဘာဖြစ်လို့လဲဆိုတော့ तू ကအဖက်ဖက်ကမိခိုးနေတာ哦သူ့တခုတည်းမဟုတ်ဘူးလေညီကြီးပေါ်မှာမိခိုးတယ် ယာတိဥပေါ်မှာမိခိုတယ်ပေါ့နော်ဒါနောက်တော့ယာတိအထူးကတော့ယာတိဥရုပေါ်မှာမိခိုတာပေါ့နော်အခုဆိုလို့ရှိရင်ဒီပိုးပိုးသက်ဆေးတွေမြေဩဇာထဲ့တာတွေနောက်ပြီးတော့ကျတော့မြေအမျိုးအစားတွေကစပြီးတော့ကျတော့ပေါ့နော်ဘယ်အချိန်မှာနောက်အချိန်ကစပြီးတော့ပေါ့နော်ဘယ်ရက်မှာဘယ်အချိန်မှာဘာဆိုက်ရမလဲဒါမျိုးပေါ့နော်ဘယ်အချိန် तू ကဘယ်အချိန်မှာအတိပန်းပွင့်ဝင်တာလဲအဲ့ဒီအချိန်မှာမိုးကရနိုင်မလား အဲအဲ့ဒါမျိုးတွေပေါ့အကုန်လုံးပေါ့အသက်တန်းကဘယ်လောက်ရှိတာလဲပေါ့နော်သူမှဲ့တဲ့အချိန်မှာနှောင်မိုးတွေပိုင်းနဲ့တွေ့မလားအဲဒါမျိုးတွေကစပြီးတော့အများကြီးပဲကိုစိုက်ထားတဲ့အသင့်နဲ့လေးတွေကကိုကဒီဟာကိုဖြစ်ထွန်းအောင်မြင်အောင်လှုပ်လှုပ်ထားတာပေါ့နော်ဖြစ်ထွန်းအောင်မြင်လာပြီဆိုတော့လည်းဝမ်းသာပြီးတော့စိတ်ဝင်စားသွားတာပေါ့နော်ဆက်စားခြင်းတော့ကတော့ဘဝနှစ်ခုကိုနှိုင်းရှင်ပြီးတော့နည်းနည်းစိတ်လိုတာပေါ့နော်အခုကြတော့လေကိုစိုက်ထားတဲ့အသင့်နဲ့လေးတွေကဒီလိုမျိုးဈေးကွက်လေးရလည်းမစိုးဘူးပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ကြတော့အဲ့ဒါစိတ်ဝင်စားပြီးတော့ကြတော့ကိုဥဆောင်တဲ့လူဖြစ်သွားတာပေါ့ မှ2008 2008မှာအိမ်ကိုဟိုအိမ်ကိုခဏပြင်လာတာပေါ့နော်ဟိုငငယ်လေးကလေးကအမရဲ့အဖေကျမရဲ့အဖေကပေါ့နော်ဟိုဟာပေါ့သူကဘဝဆိုတာတဲ့ဟိုဘယ်လိုမျိုးဟိုကြမယ်ဆိုတာမသိဘူးတဲ့အဲ့တော့ကြတော့ဘာပဲဖြစ်ဖြစ်တက်ထအောင်လုပ်ရမယ်တဲ့ဟိုကိုကလုပ်ဖို့မဟုတ်ဘူးပေါ့နော်ကိုကသူများကိုခိုင်းရင်လေကိုတက်ထားမှဖြစ်တာအဲ့ဒါဆိုတော့အမောင်ငငယ်ကလေးကလေးက ူကလုပ်ငန်းခွင်တွေအကုန်လုံးတင်ထားတာပေါ့နော်နောက်တစ်ခါကျတော့အဖေနဲ့အတူတူနေတာတွေကများနေတာဆိုတော့ဒီလုပ်ငန်းကြီးကပေါ့နော်ကြောင်းသွားတက်တယ်ဆိုပေမဲ့ဒီလုပ်ငန်းကြီးကစိမ့်နေတာတော့မဟုတ်ဘူးပေါ့ဟိုကိုကတော့နားတော့လဲနေတာနားရည်တော့ဝနေတာဟိုလှုပ်လဲလှုပ်နေတာပေါ့နော်အိမ်မှာလာလှုပ်လိုက်ပြီးတော့ကြောင်းသွားတက်လိုက်အိမ်ပြန်လာလိုက်အဲ့ဒါလေးအဲ့လုပ်ငန်းလင်းဝင်လေးတွေဝင်လိုက်နေဆိုတော့အဲ့မဲ့ဒီကြားထဲမှာတော့အဆက်ပြတ်သွားတာပေါ့အဆက် ကိုလှုပ်တဲ့အလုပ်ကိုအကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ဟာပေါ့နော်ငါဒါလုပ်ကိုလုပ်ရတော့မယ်ဆိုလို့ရှိရင်စိတ်ကိုအဲ့ဒီထဲမှာပဲနှက်လိုက်တော့တာဒါပေမဲ့တခါတလေလောရဲဖြစ်တာပေါ့နော်ဖြစ်တယ်ဆိုတာတောင်သူတောင်သူရဲ့ဘဝအရင်ဆင်းရဲတယ်လေဆင်းရဲတယ်ဆိုတာနောက်တစ်ခါကနေပူမရှောင်မိုးရွာမရှောင်ကြောကိုနေပူလှမ်းပြီးတော့ကြတော့မှရလာတဲ့ငွေကအရင်ခက်ခဲတယ်ပေါ့နော်အရင်ခက်ခဲတော့ကြတော့ဟို ကိုလည်းပေါ့နော်ကိုပညာနဲ့ကိုသင်ယူပြီးတော့ကြတော့ကိုကနဲ့ကိုရက်တည်နိုင်ရဲ့အတန်းနဲ့ပေါ့နော်တခါလေးကြလဲကိုဘဝကိုကိုနည်းနည်းဟိုအားမလို့အားမရတော့ဖြစ်တာပေါ့နော်စိတ်လဲတို့မိတာတွေလည်းရှိတာပေါ့နော်ဒါမဲ့လဲအိုးဒါငါလုပ်ရမယ့်အလုပ်ပါလေငါအထာကြီးကိုပစ်ပစ်ပြီးတော့သွားလို့လည်းမရဘူးပေါ့နော်ဘသူ့ဘဝမှာလဲလွှဲထားလို့လည်းမရဘူးအိမ်မှာအမားရှိတယ်ဆိုပေမဲ့လဲဟိုသူကရမ်းကြီးရေးလဲလဲမဟုတ်ဘူးပေါ့နော်အရင်တော့ကတော့သူတောင်သူတွေလုတ်ခဲ့ပေမဲ့လဲ အဲအခုကြတော့ခင်တဲ့အညီကမဟုတ်တော့ဘူးပေါ့နော်။သူနဲ့ဒီတိုင်းပြထားလို့ရှိရင်ဟိုဘဝတွတ်တက်မှာမဟုတ်တော့ဘူးပေါ့နော်။တွတ်တက်မှာမဟုတ်အဓိကကတော့အဲ့ဒါပါပဲ။ဟိုသူ့ကြည့်ပဲပြထားတယ်ဆိုလို့ရှိရင်ဒီတိုင်းကြီးပြထားတယ်ဆိုရင်တွတ်တက်မှာမဟုတ်တော့ဘူးပေါ့နော်။ဒီတိုင်းကြီးဆိုကိုယ်ဆင်းရဲတဲ့ဆင်းရဲတော့မှာဆိုပြီးတော့မဖြစ်တော့ဘူးဆိုပြီးတော့ကြတော့ဒါကြီးကိုကင်တွယ်လိုက်ရတဲ့သဘောပေါ့။ မတစ်နှစ်နှစ်နှစ်သုံးနှစ်သုံးနှစ်ထိရတော့ဟိုလုပ်ငန်းမကျွမ်းကျင်တာပေါ့နော်လုပ်ငန်းမကျွမ်းကျင်တာနောက်တစ်ခုကကြတော့ဟိုဒီမှာသူ့ကိုမကူနိုင်ကိုမကူနိုင်ကို့သူ့မကူနိုင်နဲ့ပေါ့နော်ဟိုကိုကလည်းဆက်စားခြင်းလုပ်နေလုပ်တဲ့အချိန်ဆိုတော့ကြတော့လုပ်ငန်းပိုင်းမှာမကျွမ်းကျင်တာတွေလည်းရှိတာပေါ့သုံးနှစ်ရှုံးတယ်သုံးနှစ်ရှုံးတယ်ရှုံးတယ်ဆိုတာဈေးကွက်စီးပွားရေးမကောင်းလို့ကတမျိုးကိုကလည်းဟိုမပိုင်နိုင်တာကတမျိုးပေါ့နော်ဒီလုပ်ငန်းခွင်နေနဲ့မပိုင်နိုင်တာကတမျိုးနဲ့ဆိုတော့ကြတော့ဈေးကွက်ကလည်းတော်တော်ဆိုးတယ်အဲဆိုးတယ်ဆိုတော့ကြတော့ ဟိုကနောက်တစ်ခုကရာသီဥတုကလည်းပြောင်းတာ哦ရာသီဥတုကလည်းပြောင်းလဲဆိုတော့အရင်တော့ကလည်းမတူဘူးပေါ့နော်ရာသီဥတုအခြေအနေလည်းကိုကလည်းမသိဘူးပေါ့နော်မသိတော့ကြတော့ဒီကိုဆ ਾਇ ရမဲ့တင်းနန်လေးနဲ့ရာသီဥတုနဲ့ဟိုတဟဇာတာမဖြစ်တဲ့အခါတော့ကြတော့ရှုံးတာပေါ့နော်အရှုံးပေါ်တာပေါ့နောက်တော့တော့မဖြစ်တော့ဘူးဆိုပြီးတော့တနေ့ကနေ့နဲ့နှစ်နှစ်ကသုံးနှစ်သုံးနှစ်ရှုံးတယ်ဇက်တိုက်ရှုံးတာဇက်တိုက်ရှုံးတော့ကို့မှာစုဆောင်းပြီးစကုန်တယ်လေကုန်တော့မကဘူးပေါ့နော်မြေတွေဘာတွေတောင်ပောင်ရတာတွေဘာတွေဖြစ်သွားသေးတယ်ပေါ့နော် အေက20လုတ်နေတာပါဟုတ်အေက20ဟိုမှာကျမက6အေကလောက်ကတော့အရန်ဝေးတော့じゃတီစာချထားလိုက်တာပေါ့နော်တီစာချလိုက်ပြီးတော့じゃအခုကတော့15အေကလောက်အခုလောလောဆယ်လုတ်နေတယ်အခုလုတ်တာကတော့ဒီနှစ်ကတော့ဇဘာလုတ်တယ်မြေပဲမတ်ပဲကလပဲပေါ့အဲ့ဒါတွေအကုန်လုံးတော့နေကြပေါ့အစုံပဲပေါ့နော် စိန်ခေါ်မှုကတော့အရင်ကြီးမရှိပါဘူးအဲနောက်တစ်ခုကကိုကိုတန်းကလည်းပညာရတက်ရောက်ဖြစ်နေတဲ့အခါတော့ကျတော့ယုံနေပါတွေသွားတယ်ဘာညာအဲ့လိုမျိုးထားပါတော့ကိစ္စတွေပါတွေပေါ့နော်အဲ့လိုမျိုးတွေဆိုရင်လည်းဘာမှပြဿနာမရှိဘူးကိုကလည်းကို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 ကဘဟုတုတတော်တော်များများကလည်းရှိထားတော့ကိုကိုကိုယုံကြည်မှုကလည်းရှိပြီးသားဖြစ်နေတဲ့အခါတော့ကျတော့ အဲ့ဒီပုံမှာတော့အရန်ကြီးစိန်ခေါ်မှုမရှိမရှိဘူးနောက်တစ်ခါဟိုဟာပေါ့နော်ဒီအဲအမေတော်ဆန်းစုကြည်တက်လာတဲ့အခါတော့အမျိုးသမီးတွေကိုနေရာပေးရမယ်ဆိုတဲ့ဟာကြောင့်လဲတချို့ကိစ္စရက်တွေမှာဒါအမျိုးသမီးတို့ကိုဟိုဟိုဟာပေါ့နေရာပေးရမယ်ပေါ့နော်ဒါဟိုစားပေါ့ဒီဒီလိုမျိုးထက်မြက်တဲ့အမျိုးသမီးတွေကိုနေရာပေးရမယ်ဆိုတဲ့ဟာတွေကလည်းဟိုအဲ့လိုမျိုးကကြောင်းလဲတခုကြောင်းလဲပေါ့နော်အဲ့ဒါတချို့ကမှအခက်အခဲမရှိဘူးပေါ့ မဲ့တချို့ကလည်းတတ်တော့တတ်မှတ်ပါတယ်ဘယ်လိုမျိုးလုံးဆိုတော့ဟာဟိုပါမောနော်မိမာရမဲ့လည်းရှေ့ရောက်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒါကတော့ကြိလက်တွေမှာတော့များများရှိရဲပေါ့ရှိကြတယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်မကတော့တိတ်ပြီးတော့ဂယုမဆိုင်တာပေါ့ကျွန်မတကယ်ရောက်တာစီတဘုံပေါ့နော်စီတဘုံလူမှထားတာပေါ့နော်ချိုးကြီးရဲ့ဟိုဟာတဲ့မားရဲသုံးလာပိုင်းနဲ့စီပေါ်ခုဒီမကုန်ဘူးလေခါတိုင်းတပိတ်တာဝယ်ခဏလေးခဏလေးကြော့ကြော့နဲ့ပုံသွားလို့ အခုဟိုပါဘောနော်နေတာတော့အမေဆုံးပြီးတော့ညီမနှစ်ယောက်နေတာပေါ့အဲအမအမအကြီးကခကြီးခဏနာထွက်အဲ့တော့ကြတော့ဟိုကျန်တဲ့ဆွေမျိုးသားချင်းတွေအားလုံးမမိသားစု6ယောက်ရှိတာရွာမှာပဲရှိကြပါတယ်ဟိုအခုကကျမတစ်ယောက်တည်းနေတယ်ဆိုတော့သူတို့ကလည်းလာပြီးတော့ဟိုစောင့်ရှောက်တာပေါ့နော်ဒီအခုတောင်မှအမအကြီးရှိပါတယ်ဟုတ်အဲတယောက်တည်းလည်းခကြီးကလည်းထွက်လိုက်ဟိုတခါလေးပေါ့ထမင်းကမချက်နိုင်အဲ तू ကပဲလာပြီးတော့ အာထမင်းလာစားလဲဖုန်းနဲ့လှန့်ဆက်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဟိုရွာထဲမှာလည်းနောက်ထပ်ရှိတယ်ပေါ့နော်သူကတော့ဟိုတော်ပိုင်းပါများပေါ့ဒီထွန်းတဲ့အပိုင်းတွေပါတွေမှာဆိုရင်ဟိုကိုယ့်အကွက်တွေပါညာထွန်းမဲ့ဆိုတော့အဲ့ဒီအမကနေပြီးတော့သူ့အမျိုးသားနေပြီးတော့ကြတော့ပေါ့နော်အဲထွန်းပေးအောင်နဲ့ဆိုရင်အဲ့လိုမျိုးထွန်းပေးတာပေါ့2008ပိုင်းကကျမက ဟိုပါဘောเนาะ1960ခွန်က MSc တက်တာဗောเนาะ Computer Science နဲ့တက်ပြီးတော့အဲ2000မှာဘွဲရတာအဲ2000မှာဘွဲမရခင်ဟိုဒီအစာဒနာဘဏ်မှာဗောเนาะရန်ကုန်မှာကျွန်မ IT Department မှာဝင်လောက်တာဗောအဲ့ဒီ6နှစ်လုံးလုံးပဲအဲဒီစစချင်းတော့ကျွန်တော်တို့ assistant programmer အနေနဲ့လုပ်တယ်အဲနောက်ကြတော့ programmer အနေနဲ့ပေါ့နော်ယာရုတက်ပြီးတော့2006ကျတော့ကျွန်မအလုပ်ကထွက်လိုက်တာပေါ့ရန်ကုန်မှာပဲနေတာပေါ့နော်ကြောင်းတက်တယ်ရန်ကုန်မှာနေတယ် အဲ့ဒါကတော့အိမ်မှာတော့အိမ်တခြားရှိတဲ့မိသားစုတွေကနေပြီးတော့ကျွန်တော်ဒေတောင်ကြီးလုပ်ငန်းကိုလုပ်တာပေါ့ပညာသင်ခဲ့လို့ရတဲ့အသည့်ကဘယ်နေရာဖြစ်သုံးလို့ရတယ်ဘယ်နေရာဖြစ်သုံးလို့ရတယ်ပေါ့နော်အဲ့ဒါတခုကတော့ရှိတယ်ဥပမာဒီ ID လုပ်ငန်းမှာတော့ကျွန်တော်တို့တွေကပေါ့နော်ဒီ program အခုရေးတော့မယ်ဆိုလို့ရှိရင် program program တခုကိုရေးတော့မယ်ဆိုလို့ရှိရင် तू က cost တွက်ရတယ် တိုင်းတွေ့ရတယ်ပေါ့နော်ဒါမျိုးလေးနောက်ဘယ်ဘက်အချိန်ပြီးမှလဲဘလောက်ကြာမှလဲအကျိုးမြတ်ဘလောက်ရမှလဲ profit တွေရောအကုန်တွက်ခဲ့ရတာဟုတ်တွက်ခဲ့ရတာဆိုတော့အဲ့ဒီဟာရဲ့ဟာတွေကအခုကျွန်မအခုလုပ်နေတဲ့တောင်သူလုပ်ငန်းကောင်မှာအသုံးချလို့ရတယ်အဲ့တော့ကိုပညာသင်ခဲ့ရတဲ့အသည့်တွေဟာဟိုတနေရာနဲ့တနေရာပြောင်းလဲပေမဲ့ဟိုအလကားတော့မဖြစ်ဘူးပေါ့နော်ချိတ်ဆက်မိတာပေါ့အဓိကကတော့ဟိုလူမှုရေးလုပ်ငန်းလုပ်ရင်းနဲ့ ဒီပေါ့နော်ဒီမီယိုဖလာကိုယ့်ရဲ့အစင်အလာနဲ့လှုပ်လာတဲ့တောင်သူလုပ်ငန်းကိုလည်းဟိုအစီမံခန့်ခွဲမှုကောင်းကောင်းနဲ့လုပ်ဖို့အတွက်ကိုကိုယ်တိုင်ကတော့လဲတဲ့ကိုဆင်းပြီးတော့ဟိုနေရာတိုင်းမှာတော့မလုပ်နိုင်ဘူးပေါ့နော်အဲဒါပေမဲ့စီမံခန့်ခွဲမှုကောင်းကောင်းတော့လုပ်နိုင်တယ်လှုပ်လဲလှုပ်နေတယ်ပေါ့နော်အလုပ်တွေကလည်းအများကြီးလုပ်နေတော့လဲတဲ့ကိုတော့ဆင်းပြီးတော့တော့မလုပ်နိုင်ဘူးပေါ့ ID လုပ်ငန်းကတော့အခုလောလောဆယ်တော့အလံဝေးနေတယ်။ဒါပေမဲ့လည်းဟိုအဆက်ပြတ်သွားလားဆိုတော့ကျတော့မပြတ်ပါဘူး။ဟိုတကယ်လို့အချိန်ရမယ်ဆိုလို့ရှိရင်လည်းဒါကိုပြန်ပြီးတော့ကျတော့ဆက်ပြီးတော့ကျတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျတော့လေ့လာပြီးတော့ဆက်လုပ်အောင်ပါ။အဲ့ဒါရစာဖတ်တာတွေဘာတွေလို့ပေါ့နော်။